အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းတော့ကျွန်တော်ဒီစကတ်ပြောမှာတုံးလို့ရတဲ့ပုံစံလေးတွေပြောဘလို့ချင်းနေမှာလဲဆိုကျွန်တော်ထမင်းစားတော့တဲ့အခါမျိုးအစားတော့စားတဲ့အခါမျိုးတွေမှာတုံးလို့ရတဲ့ပုံစံလေးတွေအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဥပမာထမင်းကအေးနေပြီဆိုရင် the rice is getting cold the rice is getting cold အဲ့ထမင်းကအေးနေပြီပုံနေတော့လာပုံနေတော့လာစားလေဆိုရဲအတုံးတော့လည်းပြောချင်ကျွန်တော်တို့က come eat why is hot come eat why is hot or come eat ဆိုတာကလာစားလေ wine is hot ပုံနေတဲ့အချိန်လာစားလေဆိုအထိပ္ပယ်နဲ့လည်းသုံးလို့ရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင် the rice is getting cold သမီးကအေးနေပြီ come eat wine is hot ပုံနေတော့လာစားလေနှစ်ခုကတော့တစ်ခုနဲ့တစ်ခုကဆက်ဆက်မှုမရှိဘူးဒုတိယအကြောင်းကကျွန်တော်ပုံနေတဲ့အချိန်မှာလာစားဆိုအထိပ္ပယ်မျိုးပထမအကြောင်းကတော့သမီးနေရအေးနေပြီဆိုအထိပ္ပယ်မျိုး ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကညစာအဆင်သင့်ဖြစ်ပြီးညစာစားလို့ရပြီဆိုဘယ်လိုပြောလို့ရလဲဆိုရင် the dinner is ready ဆိုပြီးပြောလို့ရတယ် the dinner is ready the dinner is ready ညစာစားလို့ရပြီ the dinner is ready ညစာစားလို့ရပြီဆိုရင်အသုံးနှုန်းနဲ့လည်းကျွန်တော်တို့ဒီပြောလို့ရတယ်နောက်တစ်ခုကကျတော့မကုန်ဘူးလားမကုန်ရင်ငါစားလိုက်မယ် can finish can finish i'll eat the rest can't finish i'll eat the rest or မကုန်ဘူးလားငါစားလိုက်မယ် can't finish i'll eat the rest i will eat the rest ငါကျန်တာတွေစားလိုက်မယ်ပေါ့ဆိုလိုချင်တာကတစုံတစ်ယောက်သူစားနေနေမကုန်တော့တဲ့အခါမျိုးမှာကျန်တာတွေငါစားလိုက်မယ်ဆိုရင် i'll eat the rest ဆိုပြီးအသုံးပြုလို့ရတဲ့ပုံစံလေးတွေဖြစ်ပါတယ်ခင်ဗျအဲ့တော့ပြန်ကြည့်မယ်ဆိုရင် the rice is getting cold the rice is getting cold ဆန်ကပြောလေအာ sorry တမင်းက အေးနေပြီဆိုတဲ့ပုံစံမျိုးနောက်တစ်ခုက come age why is hot ပုံနေတော့လာစားလေဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုကကြတော့ the dinner is ready the dinner is ready ညစာအစင်သက်ဖြစ်ပြီးညစာစားလို့ရပြီဆိုတဲ့ပုံစံမျိုးနဲ့လည်းအသုံးပြုရတယ်နောက်တစ်ခုကကြတော့မကုန်ဘူးလားမကုန်ဘူးလားကျန်တာတွေငါစားလိုက်မယ်ဆိုရင် can finish can finish are it the rest ငါကြံတဲ့ဟာတွေစားလိုက်မယ်ဆိုရအတိတ်ပဲနဲ့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ကုံတဲ့အထိစားတော့ဆိုရအသုံးတော့လည်းပြောလို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဘိုက်ပြည့်တဲ့အထိစားတော့ဆိုဘယ်လိုသုံးလို့ရလဲဆိုရင်အာသူကငါမင်းကိုဘိုက်ပြည့်တဲ့အထိစားစေချင်တယ်လို့ပြောခြင်း I want you to eat it I want you to eat it until you're full I want you to I want you to ဒီမှာ one object ရဲ့အဓိပ္ပာယ်ကတစုံတရာကိုကျွန်တော်တို့လုပ်ဆွေးခြင်းတဲ့အခါမျိုးတွေမှာ subject want object to plus ဘဝဆိုတဲ့ပုံစံနဲ့အသုံးပြုလိုက်ရတယ် I want you to eat it until you're full အဲမင်းကဝါတဲ့အချိန်ငါမင်းဝါပြလေစားစေခြင်းနဲ့ဆိုပိုက်ပြည့်တဲ့အချိန်ထားစားစေခြင်းနဲ့ဆိုအတိတ်ပဲနဲ့အသုံးပြုလို့ရတဲ့ပုံစံလေးဖြစ်ပါတယ်။အော်ဒါကတော့ကျွန်တော်တို့ကဒီဟိုအစတောက်တွေစားတဲ့အခါမျိုးမှာသုံးလို့ရတဲ့ပုံစံလေးတွေပဲဖြစ်ပါတယ်။အားလုံးပဲကြိုးရှိမဲ့ဆိုရင် comment မှာ useful လို့ရေးသွားလို့ရပါတယ်ခင်ဗျာ။